တန်းတက်လာတဲ့အသင်းသုံးသင်းတန်းပြန်ဆင်းသွားမှုများသွားပြီဖြစ်တဲ့2024-25ပရီးမီးယားလိမင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှူအနေချိုးပါရခင်ဗျဒီနေ့မှာတော့ကျွန်တော်တို့တန်းဆင်းစုံအခြေအနေနဲ့ပတ်သက်ပြီးတော့သုံးသပ်ဆွေးနွေးမှုလုပ်လိုက်ရအောင်ခင်ဗျအရင်တော့လည်းမထူးခြားပါဘူးချန်ပီယံရှစ်ကနေတန်းတက်လာတဲ့အသင်းတွေအနေနဲ့နောက်ဘောလုံးရာသီမှာတန်းပြန်ဆင်းနေဆိုတာအခုနောက်ပိုင်းပရီးမီးယားလိ ဘောလုံးရာသီတွေမှာဆိုပြိသက်တွေအနေနဲ့တိတ်မစိမ့်တော့အများတန်းလို့လို့မြင်တွေ့မှာပါ2019 20ဘောလုံးရာသီကစရည်တော့လိုက်မယ်ဆိုရင်9နှစ်တာကာလအတွင်းတန်းတက်လာတဲ့အသင်းတွေထဲမှာတသင်းလောက်ပဲကျန်ခဲ့ပြီးနော်ပရီးမီးယားလိအသင်းတသင်းလောက်ကိုပဲအပါခေါ်သွားတဲ့နှစ်တွေပဲရှိတယ်များသောအားဖြင့်တန်းတက်တဲ့အသင်းတွေကလည်းဒီအသင်းတွေပဲတန်းမြန်ဆင်းသွားတဲ့အသင်းတွေကလည်းဒီအသင်းတွေပဲဒါတွေကိုကြည့်ခြင်းအားဖြင့်ပရီးမီးယားလိကဘလောက်ထိ ရှင်တန်ရက်တီဖို့ခက်ခဲတယ်ဆိုတာအတိုင်းသာမြင်နေရပါတယ်။ပရီးမီးယားလိမှာကာလာရှီရက်တီခြင်းနဲ့ဆိုရင်အသင်းနေနေနဲ့လူအားငွေအားနော်အားလုံးစိုက်ထုတ်ဖို့လိုပါတယ်။ပရီးမီးယားလိမှာရက်တီမယ်ဆိုရင်လေငွေချေးအချိုးမြတ်ပမာဏကမမောပွဲရတဲ့အတွက်ကြောင့် EPL ကိုတန်းတက်ဖို့အသင်းတိုင်းလိုလိုဟာအိမ်မက်ရှိနေတာပါ။ပရီးမီးယားလိကတန်းဆင်းသွားတဲ့အသင်းတစ်သင်းရတဲ့စုချင်းငွေအမောင်းပမာဏတောင် တခြားလိတွေကချန်ပီယံဖြစ်တဲ့အသင်းတွေထက်ပိုသားပါတယ်။အဲ့အတွက်ကြောင့်ပရီးမီးယားလိကလည်းကမ္ဘာမှာပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးလိဖြစ်နေတာပါ။ချန်ပီယံရှစ်ကအသင်းတိုင်းကတော့ EPL ကိုတန်းတက်ဖို့မျှော်လင့်လို့မရဘူး။ဒီအသင်းတွေပဲပတ်ချလဲရိုက်နေတာ။အဲ့အတွက်ကြောင့်ချန်ပီယံရှစ်မှာလည်း level တစ်ခုရှိတယ်ပေါ့နော်။ချန်ပီယံရှစ်ကနေပရီးမီးယားလိကိုတက်လန်းမှုအတွက်အသင့်အနေထားဖြစ်တဲ့အသင်းတွေဒီလက်စုပ်စာပဲရှိတယ်။ရည်လို့ရတယ်ဗျာဒီအသင်းတွေပဲ။တခြားသောအသင်းတွေ ဖောက်ဖောက်ပြီးတက်လာတာမရှိဘူးမဟုတ်ဘူးရှိတယ်ဒီနေ့ရာသီမှာဆိုရင် Ipswich ကျွန်တော်ပြီးခဲ့တော့ပြီးခဲ့တော့ရာသီဒီမှာဆိုရင် Nottingham Forest အဲ့လိုအသေးမျိုးတွေကတော့တကယ်ချီးကျူးကျင်စရာကောင်းတယ်ပုံမှန်အားဖြင့်ဆိုရင်ဒါ Leicester တို့ Watford တို့ Norwich တို့ Burnley တို့နော်ဒီအသင်းတွေပဲတက်လိုက်ဆင်းလိုက်တက်လိုက်ဆင်းလိုက်လုံနေတာပါဆိုတော့တနည်းအားဖြင့် Premier League ကတန်းဆင်းသွားတဲ့အသင်းတွေဒီချက်ချင်းဆိုသလို Premier League ကိုတန်းပြန်တက်နိုင်ဖို့အတွက် လူအင်အားငွေအင်အားရောရှိတဲ့သဘောမျိုးပါပဲ။ တော့ championship မှာသူက1-2ဝင်ခွင့်နှစ်နေရာကိုရဖို့အဓိကကြိုးစားရမယ်အဲ့ဒီ1-2မရဘူးဆိုရင်နောက်က3-6အသင်းတွေဒီသူက playoff ပြန်ကင်ပြီးတော့ premier league ကိုတန်းတက်ခွင့်ရတာ哦အဲ့အတွက်ကြောင့် premier league ကနေချက်ချင်းတန်းဆင်းသွားတဲ့အသင်းတွေက championship မှာအဆင့်1နေရအောင်ကြိုးစားအားထုတ်လို့ရှိပါတယ်2019 20ဘောလုံးရာသီမှာ Premier League ကလပ်တင်းတင်းကို ဆွဲချသွားနိုင်တယ်။ Eclab ကတော့ဘုံမောက်ဖြစ်ပါတယ်။ဘုံမောက်19-20ဘောလုံးရာသီမှာတန်းဆင်းသွားတယ်။ဒါမှမဟုတ်နောက်ဘောလုံးရာသီတွေချက်ချင်းကိုတန်းပြန်တက်အောင်လုပ်နိုင်ခဲ့တယ်။ဘုံမောက်ဆိုရင်အခုချိန်ဥရောပဝင်ခွင့်နေရာတွေမှာပါချင်းချောက်နိုင်တဲ့အသင်းတစ်သင်းဖြစ်နေပါပြီ။2020-21တုန်းကလည်းဖူလန်အသင်းကိုချန်ပီယံရှစ်ကိုဆွဲချနိုင်ခဲ့ပါတယ်။ဒါမှမဟုတ်အဲ့လိုတသင်းတသင်းလောက်စီပဲဆွဲချနိုင်ခဲ့တာပါ။ Straw ဒီနှစ်ဘောလုံးရာသီမှာလည်းတန်းတက်လာတဲ့အသင်း၃သင်းသည်တန်းပြန်ဆင်းဖို့အတွက်ရှားကိုင်းတို့အတော်များသွားခဲ့ပြီဖြစ်ပါတယ်။တနည်းအားဖြင့်အခုနောက်ဆုံးဘောလုံးရာသီ၂ရာသီမှာတန်းတက်လာတဲ့အသင်းတွေအားလုံးတန်းပြန်ဆင်းတဲ့အဆင့်အလာပုံစံဖြစ်သွားပါတယ်။ဆိုတော့ဒီအသင်း၃သင်းဘာကြောင့်တန်းဆင်းဖို့အခြေအနေများသွားသလဲဆိုတဲ့အပိုင်းကိုဆက်လက်ဆွေးနွေးပေးခြင်းပါတယ်။လက်ရှိအမပေးစရာရဲ့ယက်တီမှုမှာတော့ Ipswich Town ကအဆင့်18နေရာမှာယက်တီနေတယ်။ Leicester ကအဆင့ 16နေရာမှာရက်တည်နေပါတယ်ဒီနှစ်သင်းရဲ့ရမှတ်သည်16နံပါတ်ချင်းတူတူပဲဖြစ်ပါတယ်အမပေးစရာရဲ့အဆင့်16နေရာပရီးမီးယားလိအသင်းတစ်သင်းဖြစ်တဲ့ဝူဗဟန်တန်ကိုတော့ကိုမတ်အကွာနဲ့ဖိအားပေးနေပါတယ်ဖိအားပေးနေတာတော့ပြောလို့မရပါဘူးကိုမတ်တောင်ကွာသွားပြီလို့ပြောရမယ်အဲ့တော့ကိုမတ်ဆိုတဲ့ကွာချချက်က3ပွဲသာရှိတယ် GD မှာလည်းဝူဗဟန်တန်အသင်းကကျွန်တော် -18 နဲ့ရှိတယ်ချန်ပီယံရှစ်ကအသင်းတွေသည် -18 40ရုเนาะ40ကျော်ရု30ကျော်ရုဖြစ်တဲ့အတွက်ကြောင့်အမတ်ချင်းတူရင်တောင် GD မှာ Wolverhampton ကိုသွားရှင်လို့မရဘူးအဲ့အတွက်ကြောင့်3ဘွဲသာဆိုပေမဲ့4ဘွဲတတီ Ipswich Town က9ဒါမှမဟုတ် Leicester က9ပြီး Wolverhampton ကအဲ့ဒီ4ဘွဲတတီရှုံးမှသာလျင်တန်းစင်းဇုံတွေကိုစွဲခေါ်နိုင်ပါလိမ့်မယ်ဖြစ်နိုင်ပါမလားကမ်းမဲ့အသင်းတွေကလည်း ဒိဋ္ဌိကျဲအသင်းကြီးအများကြီးကြံ့နေသေးတယ်အမပိုဆိုးတာက sub the dan ရမက6မပဲရတာတယ်26ပွဲကစားပြီးသွားပြီ နောက်ထပ်ကံမဲ့ပွဲစဉ်က6ပွဲပဲကြံတော့တယ်အဲ့ဒီ6ပွဲလုံးကိုအနိုင်ကံမဲ့ဆိုရင်တော့တစ်မျိုးပေါ့နော်တိုးတော့မလွယ်ပါဘူးဒီ6ပွဲနိုင်ရင်တော့မှ hoover hand အဲ့ဒီနောက်ထပ်6ပွဲလုံးရှုံးမှသာလျင်တန်းစစ်ဆုံးတနေရာကိုပြန်ရောက်ပါလိမ့်မယ်တင်ချာနီးရတွတ်မယ်ဆိုရင်တော့ဘာမှမဆိုဖြစ်သွားနိုင်သေးတယ်တို့ပေမဲ့ လက်တွေ့ကြကြစဉ်းစားကြည့်မယ်ဆိုရင်ဒီတန်တက်လာတဲ့အသင်း၃သင်းက60ရာခိုင်နှုန်းလောက်တန်ဆင်းသွားပြီလို့ပြောလို့ရပါတယ်။ Supernatural အခြေအနေမျိုးမှာသာလျှင်ဒီအသင်းတွေကတသင်းသင်းတန်းတယ်ကြံရစ်ခဲ့ပါလိမ့်မယ်ခင်ဗျ။ Okay ဒီ၃သင်းကံမှုရှိတဲ့ပွဲတွေကိုကျွန်တော်ပြောပြချင်ပါတယ်။ Ipswich Town ကဘုံမောင်အသင်းနဲ့ကစားပါမယ်။ဒါက Premier League ပွဲစဉ်30ပါ။ဘုံမောင်ရဲ့ Fidelity မှာတွားရောက်ကစားမှာပါ။ပြီးတာနဲ့အမတ်သိပ်မကွာဟတဲ့ ဟူဗာဟန်တဲ့အသင်းကိုအိမ်ကွင်းမှာဧည့်ခံရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်။ဒီပွဲစဉ်ကသူတို့အသင်းအတွက်အရန်အေးပါတယ်။ဟူဗ်ကိုအမတ်ချင်းမြောင်းအောင်လှုပ်ချင်တယ်ဆိုရင်ဒီပွဲမှာအနိုင်မဖြစ်မနေကစားဖို့လိုတယ်။ဒါပေမဲ့လည်းလူစည်းစုဖွဲ့မှုအရာကဒီလက်လောက်ဟူချင်စင်လောက်ရှိုံနဲ့တစ်ဖက်ကမာဒီယက်စ်ကူညာတို့လိုဂျော့ဂိုမန်စ်တို့လိုအန်ဒရီတို့လိုစုဖွဲ့မှုကောင်းကောင်းနဲ့ဟူဗ်ကိုအနိုင်ယူကစားဖို့ဆိုတာသိပ်မလွယ်ပါဘူး။နိုင်တယ်ပဲထောင်းပြီးတာနဲ့သူတို့တွေ့ရမယ့်အသင်းက Chelsea, Arsenal, Newcastle စတဲ့အသင်းတွေဖြစ်ပါတယ်။အဲ့တော့ဒီအသင်း၃သင်းကိုဆက်လက်ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်အတော်မလွယ်ကူပါဘူး။ Ipswich Town ဘလောက်ပဲစိတ်သက်ကောင်းကောင်း Emirates မှာ Chelsea ကိုအနိုင်ရဖို့မလွယ်သလို Arsenal ကိုလည်းအိမ်ကွင်းမှာအက်ခံပြီးအနိုင်ကစားဖို့ဆိုတာမဖြစ်နိုင်ဘူး။စကားကတ်ပြောရင်တော့ဗျာဘောလုံးကတော့မဖြစ်နိုင်တာမရှိပါဘူး။ဘာညာတော့ပြောလို့ရတာပေါ့။သို့တော်လည်းကျွန်တော်ရဲ့လက်တွေ့ဆက်ဆံရေဘူးရကြကြစဉ်းစားတာကို အဲ့ Newcastle စိန်ချင်းဘက်မှာလည်း Ipswich Town ကနိုင်ဖို့ဆိုတာအတော်လေးခက်ခဲပါလိမ့်မယ်။ Now Everton နဲ့တွေ့ဖို့ရှိတယ် Brentford နဲ့တွေ့ဖို့ရှိတယ်။အကုန်လုံးကဖြင်းဖြင်းအသင်းတွေကြီးပဲ။ Ipswich Town ရဲ့နောက်လာမဲ့ပွဲစဉ်တွေကအခက်ခဲဆုံးလို့တော့ပြောလို့ရပါတယ်။နောက်တစ်သင်းကျွန်တော် Leicester City အခုလာမဲ့ Premier League ပွဲစဉ်30မှာ Etihad ကိုတွားရောက်ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ Leicester City ရဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ရလဒ်တွေက စိတ်ပြတ်ဖို့အတော်ကောင်းတာပါရှုံးတာတောင်မှနောက်ဆုံး6ပွဲဆက်လက်စစီဒီဂိုးမသွင်းနိုင်ခဲ့ပါဘူးဆိုအီဒီယာမှာဘာမှန်းမျောလင်းလို့ရမှာတော့ပြီးတာနဲ့နျူကတ်ဆယ်အသင်းကိုခင်းပါဝါမှာအခန့်ရှင်ပြိုင်ကစားမှာပါနောက်တစ်ပွဲကတော့ဘရိုက်တန်နဲ့အဝေးကွင်းမှာတွားရောက်ကစားမှာဖြစ်ပြီးလီဗာပူးကိုနောက်ထပ်တစ်ပွဲအိမ်ကွင်းမှာအခန့်ရှင်ပြိုင်ကစားမှာပါအဲ့ဒီ၄ပွဲမှာတင်ပြတ်သွားပြီလို့ပြောလို့ရတယ်ပြီးရင်နောက်ထပ်ကျန်တဲ့၃ပွဲမှာ ဟူဗန်အတန်အဝေးကွင်းမှာတွားရောက်ကစားရမယ်စိတ်နဲ့နော်ပူပူချင်းပွတ်ကြမယ်နောက်ဆုံးပွဲကတော့ Northern Forest လိုမျိုးဥရောပဝင်ခွင့်စိန်ခေါ်နေတဲ့အသင်းကိုရင်ဆိုင်ကစားရမှာဖြစ်တဲ့အတွက်ကြောင့် Leicester City ရဲ့ Premier League မှာတန်းတင်ကြံရည်ရည်အိမ်မက်တွေကလည်းပြီးဆုံးသွားခဲ့ပြီလို့ပြောနိုင်ပါတယ်ဒါကအမပေးစရာရဲ့78 19နေရာဟူဗန်အတန်အသင်းကိုနောက်ကောက်ချနိုင်တဲ့အသင်းနှစ်သင်းရဲ့အခြေအနေကိုပဲပြောပြတာနောက်ဆုံးစိန်ကတော့ တေချာတလောက်တန်းစင်းတဲ့ပုံစံဖြစ်သွားပြီသူ့ဘာအူသူတောင်နိုင်ပွဲတစ်ပွဲရဖို့မဆူထားနဲ့မရှုံးဖို့အနိုင်နိုင်ဖြစ်နေတဲ့အသင်းကတော့လက်ချံပွဲစဉ်တွေအားလုံးနိုင်ပွဲရဖို့ဆိုတာမဖြစ်နိုင်တော့ဘူးအခုပရီးမီးယားလိပွဲစဉ်30မှာပဲလီစတဲတွေ့မယ်ပြီးရင်တော်တင်ဟော့စ်ပါနဲ့အဝေးကွက်မှာတွားရောက်ကစားရမယ်အက်စတွန်ဗလာဝက်ဆန်ဖူလန်နောက်လက်စတာမန်စီးတီးစတဲ့အသင်းတွေကိုတွေ့မှာဖြစ်တဲ့အတွက်ကြောင့်အမှတ်ကွာခြားချက်ကလည်းအများကြီးရှိနေပြီဖြစ်လို့ ဆော့ဒရန်တင်ရတော့တန်းစင်းသွားဖို့တေချာတလောက်ရှိသွားပြီဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနှားကျင်ပါတယ်အဲ့တော့ပရီးမီးယားလီးရဲ့ခက်ခဲလာတဲ့အခြေအနေတွေတန်းပြန်တက်လာတဲ့အသင်းတွေရဲ့ပရီးမီးယားလီးမှာရှင်သန်ဖို့ရုန်းကန်ရတဲ့အခြေအနေတွေကိုကျွန်တော်ညီကိုရဲ့ထင်မြင်ဥစားချက်လေးတွေလည်းသိကျင်ပါတယ်ခင်ဗျကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ခင်ဗျာ